မင်္ဂလာပါရှင်အခုချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွတ်ဌာနရေဒီယိုအန်ယူဂျီစီစဉ်နေပြီးလိုက်ရအတံမြင်ပေးနေပါပြီမြန်မာနိုင်ငံသူနိုင်ငံသားပေါင်းတပါဝါပြီးဆရာနာရှင်ပြီးတော့ကနေကင်ဝေးပြီးကိုစိတ်နှပါပေးကင်လုံးကြပါစေလို့ရေဒီယိုအန်ယူဂျီဖွဲ့သားများကနေဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင် ခုချိန်ကစပြီးနိုဝင်ဘာလ10ရက်နေ့အတွက်ဗီဒီယိုအန်ယူဂျီညပိုင်းစီစဉ်လေးကိုစတင်ထုတ်လွှင့်ပြီးတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဗီဒီယိုအန်ယူဂျီရဲ့ပြည်တွင်းသတင်းတွေကိုတော့မေဦးမှုမှဖတ်ကြားတင်ပြပေးပါရမရှင်။မင်္ဂလာညချမ်းပါရှင်2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ရေဒီယို NUG ပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ပထမဆုံးတင်ပြပေးမယ့်သတင်းကတော့မြမကိုစလက်ဖွဲ့ကဦးဆောင်တင်သွင်းတဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဆုံးဖြတ်ချက်အဆိုမူကြမ်းကိုထောက်ခံမဲ့ 133မဲနဲ့အတီးပြုတဲ့သတင်းဖြစ်ပါတယ်။မြန်မာကိုယ်စားလှယ်အဖွဲ့ကဦးဆောင်တင်သွင်းတဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဆုံးဖြတ်ချက်ဆိုမှုကြောင့်ထောက်ခံမဲ133မဲနဲ့ကုလသမဂ္ဂထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီကအတီးပြုလိုက်ပါတယ်။နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဆိုတဲ့ဆုံးဖြတ်ချက်အဆိုမူချက်အမှတ် A မြင်းဆောင် C1 မြင်းဆောင် A0 မြင်းဆောင် L44 ကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမကြီးဦးကျော်မိုးထွန်းကအချိန်80မြောက် ကုလသမဂ္ဂထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီထံမိတ်ဆက်တင်သွင်းခဲ့ရမှာကော်မတီကအော်တိုဘာလ31ရက်နေ့မှာမဲခွဲပြီးအတည်ပြုခဲ့တာလို့သိရပါဗျ။မြန်မာနိုင်ငံအနေနဲ့ဒီဆုံးဖြတ်ချက်အဆိုကို1995ခုနှစ်ကစပြီးထွေထွေညီလာခံပထမကော်မတီကတစ်ဆင့်နှစ်ဆင်တင်သွင်းခဲ့ရမှာဖွဲ့ဝင်နိုင်ငံများရဲ့ထောက်ခံမဲ့အများစုနဲ့နှစ်ဆင်နှစ်တိုင်းအတည်ပြုနိုင်ခဲ့တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ယုံထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဆုံးဖြတ်ချက်ဆိုမူကြမ်းမှာ နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေအနေနဲ့နျူကလ িয়ার လက်နက်အားလုံးကိုအမြဲဆုံးဖြတ်သိမ်းနိုင်ဖို့ထိရောက်တဲ့လက်နက်ဖြတ်သိမ်းရေးအစီအမံတွေလှုံ့ဆော်ကြဖို့တိုက်တွန်းထားပါတယ်။နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးလုပ်ငန်းစဉ်မှာပွင့်လင်းမြင်သာမှုနောက်ကျောင်းပြန်မရနိုင်မှုနဲ့စစ်ဆေးတည်ပြုနိုင်မှုစတဲ့နေရာမှာတွေကိုအသုံးချရမှာရေးကြီးပုံတွေကိုလေးပေးဖော်ပြထားတယ်လို့သိရပါတယ်။ဆုံးဖြတ်ချက်အဆိုမူကျဲဟာနျူကလ িয়ার လက်နက်များတားဆီးပိတ်ပင်ရေးစာချုပ်အသက်ဝင်လာတာကိုကြိုးစိုးရရောက်ပြီးနျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးလုပ်ငန်းကိုအထောက်အကူပြုတဲ့ နျူကလ িয়ার စံတပိတ်ပင်မှုဆိုင်ရာစာချုပ်အများဆုံးအသုံးဝင်လာအောင်လည်းတောင်းဆိုထားတယ်လို့လည်းသိရပါဗျ။နျူကလ িয়ার လက်နက်ကိမဲ့တော့ကမ္ဘာတစ်ခု၏ပန်းနိုင်နဲ့နျူကလ িয়ার လက်နက်အလုံးပြီးတိုင်ဖြတ်သိမ်းရေးအမှန်ချက်တူညီကြတဲ့ဖွဲ့ဝင်နိုင်ငံတွေနဲ့အတူအပြုသဘောဆောင်တဲ့ပူးပေါင်းပါဝင်ဖို့အသင့်ရှိနေပြီးဖွဲ့ဝင်နိုင်ငံတွေရဲ့အကြံပြုချက်တွေကိုလက်ခံသွားမယ်လို့မြန်မာတမ်းမဲ့ကြီးကစီဝေးတရားလာသည်တွေကိုပြောကြားခဲ့ပါဗျ။နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဟာမြန်မာနိုင်ငံရဲ့ဦးစားပေးအစီအစဉ်ဖြစ်ဆက်ရှိနေမယ်လို့လည်းတမ်မတ်ကြီးဥကြုံမုံထွန်းကထပ်ပြီးအတည်ပြုခဲ့ပါတယ် မြန်မာကိုယ်စားလှယ်ဖွဲ့ကဦးဆောင်တင်သွင်းတဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဆုံးဖြတ်ချက်အဆိုမူချက်အမှတ် A မြင်းဆောင် C1 မြင်းဆောင် A0 မြင်းဆောင် L44 ကိုပထမကော်မတီလို့ခေါ်တဲ့ကုလသမဂ္ဂထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီမှမဲခွဲဆုံးဖြတ်ရာထောက်ခံမဲ133မဲကန့်ကွက်မဲ43မဲကြားနေမဲ19မဲနဲ့အတည်ပြုခဲ့တာလို့သိရပါပါရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့စီရီနဲ့လုံခြုံရေးအဖွဲ့အစည်းတွေအားလုံးရတနာပြည်သူတွေရဲ့ကြီးကြပ်မှုအောက်ရောက်ချိန်မှာ COBUOS ဝင်မယ်လို့ကုလဆိုင်ရာမြန်မာသံတမန်ကြီးပြောကြားတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြည်သူအာဏာနဲ့ဒီမိုကရေစီစနစ်ပြန်လည်ထူထောင်ပြီးစီရေးနဲ့လူကြုံရေးအဖွဲ့အစည်းတွေအလုံးရပ်သားပြည်သူတွေရဲ့ကြီးကြပ်မှုအောက်ဖြစ်ဝရောက်တဲ့အချိန်မှာအကသဟင်းလင်းပြင်အားငြိမ်းချမ်းစွာအသုံးပြုခြင်းဆိုင်ရာကော်မတီ COBUOS မှာအဖွဲ့ဝင်ဖြစ်ပါဝင်မယ်လို့ကုလဆိုင်ရာမြန်မာသံတမန်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ဂျိန်၈၀မြောက်ကုလသမဂ္ဂထူထွေးညီလာခံထူးနိုင်ငံရေးနဲ့ကိုလိုနီနယ်မြေများလွတ်မြောက်ရေးကော်မတီရဲ့ အာကာသဟင်းလင်းမြေအငင်းချမ်းစွာအသုံးပြုခြင်းနဲ့ပတ်သက်၍ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုခေါင်းစဉ်နဲ့ဆွေးနွေးတဲ့အစီအစဉ်ကိုအော်တိုဘလ30ရက်နေ့ကကျင်းပခဲ့ရမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမက်ကြီးဦးကျော်မိုးထွန်းကသူ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့အာကာသဟင်းလင်းမြေကိုငင်းချမ်းစွာအသုံးပြုခြင်းဆိုင်ရာကော်မတီ COPUOS နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့အာကာသလုပ်ငန်းတွေရေရှည်တည်တံ့ခိုင်မြဲစေဖို့နဲ့အာကာသကိုတာဝန်ယူမှုရှိရှိအသုံးပြုနိုင်စေရေးဆောင်ရွက်ချက်တွေကို မြန်မာသမတ်ကြီးကချီကျူးဂုဏ်ပြုခဲ့ပါတယ်68ကြိမ်မြောက်ကောမဒီအစည်းအဝေးမှာဖွဲ့ဝင်သစ်ဖြစ်ရှောင်ထားမှုတွေနဲ့ကောမဒီကိုတင်သွင်းမဲ့ဆုံးဖြတ်ချက်ဆိုမှုချမ်းတွေကိုမြန်မာနိုင်ငံအနေနဲ့မှတ်သားထားပြီးမြန်မာနိုင်ငံအနေနဲ့ COPOS အဖွဲ့ဝင်ဖြစ်ဖို့အသင့်မဖြစ်သေးဘူးဆိုတာကုလသမဂ္ဂဆရာမြမအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနေနဲ့ဇွန်လ16ရက်နေ့ကတည်းကကုလသမဂ္ဂအာကာသဟီယာရုံးကိုအကြောင်းကြားထားတယ်လို့သိပေးခဲ့ပါတယ်။မြန်မာနိုင်ငံမှာ2022ခုနှစ်မှာဖြစ်ခဲ့တဲ့တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် လက်နက်ကင်ပိပခတွေတိုးလာတာစီးပွားရေးပြိုလဲတာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့လူခွင့်ရေးဆိုင်ရာအချက်တဲတွေရင်ဆိုင်နေရတယ်လို့ဂျမစီယုစုကရသားပြည်သူတွေပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေနေစင်နဲ့အမျှပြုလုပ်နေတာကြောင့်လို့လည်းရှင်းပြခဲ့ပါတယ်မြန်မာနိုင်ငံနေနဲ့အကြမ်းဖက်မှုများရဲ့ဆဲရေးအလုံးပါဝင်တဲ့ဆွေးနွေးမှုတွေဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးရေးပြန်လည်ထူထောင်ရေးဂျမစီယုစုကစီစဉ်နေတဲ့အတူရရွေးကောက်ပွဲကိုညင်ပယ်ရေးဆီယနာရှင်စနစ်အမြင့်ဖြတ်ရေးနဲ့ ဖရက်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးစတာတွေကိုဦးစားပေးလုပ်ရမယ်လို့လည်းမြန်မာသံမက်ကြီးကပြောကြားခဲ့ပါတယ်။စူပါစီဝေးမှာကော်မတီဖွဲ့ဝင်တစ်တွေဖြစ်လျှောက်ထားကြတဲ့ကုလဖွဲ့ဝင်နိုင်ငံ6နိုင်ငံရဲ့လျှောက်ထားမှုကိုမြန်မာနိုင်ငံအနေနဲ့အပြေးဝါထောက်ခံခဲ့ပြီးမြန်မာစစ်တပ်ရဲ့မယိုးသားတဲ့ရွေချက်တွေနဲ့ COPOS တို့မဟုတ်အခြားကုလသမဂ္ဂဖွဲ့စည်းတွေကိုတုံးချပြီးသူတို့ကျူးလွန်ခဲ့တာတွေကိုဖုံးကွယ်ဖို့ကြိုးပမ်းနေတာတွေကိုပြည့်ပြည့်စုံစုံကန့်ကွက်ခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးရခိုင်တပ်တော် AA ဒိန်ချုံနယ်မြေတွေကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်ကလင်းငယ်တွေအပါအဝင်၁၂ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါောင်းမယ်။ရခိုင်တပ်တော် AA ဒိန်ချုံထားတဲ့နယ်မြေတွေကိုအာနာသိန်းစစ်တပ်ကလေကြောင်းကနေတိုက်ခတ်မှုကြောင့်သုံးရက်အတွင်းကလင်းငယ်တွေပါဝင်ရသားပြည်သူ၁၂ဦးသေဆုံးပြီး30ကျော်ဒဏ်ရာရခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ဂျမစစ်တပ်ဟာ AA နဲ့မဟာမိတ်ဖြစ်တဲ့တအောင်းတမရော DNL နဲ့အပြည့်ရဲဆဲပြီးချိန်မှာ အေအေထိန်းချုပ်ထားတဲ့နေမျိုးတွေကမြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေအချိန်မြင့်လှုပ်လာတယ်လို့လည်းဆိုပါတယ်။ဂျမစစ်တပ်ဟာရဲတဲတောင်ကြောက်ဖြူပေါတော့ပုံနှကျွမြို့နယ်တို့ကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ရဲသားပြည်သူတွေထိခိုက်သေးဆုံးခဲ့ရတယ်လို့အသိပေးပါတယ်။ဂျမစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေထဲမှာသက်9နှစ်အရွယ်ကလေးငယ်2ဦး၊9နှစ်အရွယ်ကလေးငယ်2ဦးနဲ့သက်18နှစ်အရွယ်ကလေးငယ်2ဦးပါဝင်နေပြီးသေဆုံးသူများစုဟာမြို့သမီးတွေဖြစ်တယ်လို့အေအေကအမည်စင်းတဲ့ကထုတ်ပြန်ထားပါတယ်။ ဆိုပါထုတ်ပြန်ချက်မှာဒဏ်ရာရသူ32ဦးရှိခဲ့ပြီးကလေးငယ်တွေတက်ကြီးရွယ်အိုတွေနဲ့မြို့သမီးတွေလည်းပါဝင်တယ်လို့ဖော်ပြထားပါတယ်။စီရဲနိုင်ငံရဲ့ပါဝင်ဖက်ဖက်ကရှုံးနေနေတဲ့စစ်တပ်ဟာခုနှစ်ထဲမှာဤနာမဟာမိတ်သုံးဖွဲ့တွေကကိုကိန်းနဲ့တအောင်းဖွဲ့စည်းလို့နဲ့မရှိမနောက်အပြစ်ခတ်ရဲစဲရဲလုံနိုင်ခဲ့ပေမဲ့မြန်မာပြည်သူတွေပေါ်နေစဉ်ကျူးလွန်နေတဲ့ဆေးရဆွေးမှုတွေကတော့ရော့ကျသွားတာမရှိဘူးလို့အေအေကပြောပါတယ်။အာရခဒေသပါဝင်မြန်မာနိုင်ငံအနှံ့မှာရှိတဲ့အပြစ်မဲ့ရဲသားပြည်သူတွေပေါ်ဆေးရဆွေးမှုတွေ လက်ရဲစရဲဆက်လက်ကျူးလွန်နေခြင်းဖြစ်တာကြောင့်ပြည်သူလူထုအနေနဲ့ဂျမစစ်တပ်ရဲ့တိုက်ခတ်မှုအန္တရာယ်ကိုသတိရှိကြဖို့တိုက်တွန်းထားပါတယ်။ဂျမစစ်တပ်ဟာစီးရဲနဲ့လုံအောင်မသက်ဆိုင်တဲ့ရဲသားပြည်သူတွေနေထိုင်ရမြို့ရွာစာတင်ကျောင်းဆေးရုံလူနေထူထပ်တဲ့ရက်ကွက်နဲ့ဘာသာရေးလူမှုရေးပွဲတွေလိုလူစုလူဝေးရှိတဲ့နေရာတွေကိုလူမဆန်စွာတရေပေါင်းကြောင်စွာနဲ့ဒီကြောင်ကနေပုံကျဲတိုက်ခိုက်တာလက်နက်ကြီးတွေဒရုန်းတွေနဲ့ရွေကျက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာဟာဆေးရုံစုမှုကိုပြောင်ကျက်ကျကျူးလွန်နေတာဖြစ်ပြီး လူသားမျိုးနွယ်ပေါ်လက်နက်အားကိုးနဲ့ပြစ်မှုကျူးလွန်နေတာလို့ရခိုင်တပ်တော် AA ကထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကမ်ဘလူးနယ်မှာတလအတွက်ရသားပြည်သူ80ခန့်ပေါ်တာဆွဲခံရပြီးမြို့သမီး2ဦးအဓမ္မပြုကျင့်တပ်ဖြတ်ခံရကနှစ်ဦးပျောက်ဆုံးနေတဲ့သတင်းဖြစ်ပါတယ်။စကိုင်းတိုင်းကမ်ဘလူးမြို့နယ်မှာအော်တိုဘားလတလအတွင်းမှာပြင်းမဲ့ပြည်သူ80ဦးခန့်ပေါ်တာဆွဲဖမ်းဆီးခံရပြီးမြို့သမီး2ဦးအဓမ္မပြုကျင့်တပ်ဖြတ်ခံရသလိုနှစ်ဦးပျောက်ဆုံးနေတယ်လို့ ကျွန်းလကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်ကထုတ်ပြန်ထားပါတယ်။မြေပြမရှိတဲ့တော်လိုင်းအဖွဲ့အစည်းတွေရဲ့ပြောဆိုချက်ကိုကိုးကားပြီးကျွန်းလကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်ကအတိအပထုတ်ပြန်ထားတာဖြစ်ပါတယ်။ဟော်တာဆွဲဖန်းစည်းခံရသူတွေက29ဦးဟာထန်းသမီးရွာကဖြစ်ပြီးဇီကုန်းရွာက18ဦးနဲ့ယူဟာလန်ကျောမှာရှိတဲ့စပယ်နဒပြူအထိုင်စခန်းက30ဦးထပ်မံဖန်းစည်းခဲ့တာလို့သိရပါတယ်။ဇီကုန်းကြားဆက်ကနေထွက်လာတဲ့စစ်သားတွေနဲ့ပြူစောသူတွေ အော်တိုဘလာ9ရက်ကထန်းသမင်ရွာကိုဝင်လာပြီးမြို့သမီးတဦးကိုအာဓမပြုခြင်းကမီးရှို့တက်ဖြတ်ခဲ့ပြီးမြို့သား29ဦးကိုတော့ကက်မလူ639 36တက်ကိုပေါ်တာဆွဲဖမ်းဆီးသွားခဲ့ပြီးအော်တိုဘလာ25ရက်မှာ MS70 လေရင်နဲ့စစ်တင်နှံပေးဖို့ခေါ်သွားတယ်လို့ဆိုပါတယ်ဇီကုတ်ရွာကမြို့သား9ဦးနဲ့မြို့သမီး9ဦးစုစုပေါင်း18ဦးကိုအော်တိုဘလာ25ရက်ကဖမ်းဆီးသွားတာဒီနေ့ထိပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ဂျပန်နေသာစစ်တပ်ထိုင်စခန်းမှာရှိတဲ့စစ်အုပ်စုဟာအော်တိုဘားလ14ရက်မှာအရဲတော်တနိုင်ပြေးဆွဲနေတဲ့အန်စာရုံကားပေါ်မှာပါတယ်။တပင်းမြုံနယ်တက်ကဲချန်ရွာကမြို့သား9ဦးကိုဖမ်းဆီးခဲ့တယ်လို့အော်တိုဘားလ15ရက်မှာလည်းခေဦးမြုံနယ်ကခီးသွွားမြို့သား3ဦးကိုဖမ်းဆီးခဲ့တာမှာသူတို့လည်းပြန်လွတ်မလာသေးဘူးလို့သိရပါတယ်။အော်တိုဘားလ16ရက်မှာလည်းကောလင်းမြုံနယ်ကုတ်ကုတ်ကုန်းရွာကနေဒဇယ်ဘက်ကိုကထိန်ခင်းမှုသွားတဲ့မအေးမအုံးနဲ့ခင်းမှုဖြစ်သူကိုဂျပန်နေသာပြူအထိုင်စခန်းကဖမ်းဆီးခဲ့ပြီး ဖိုးရန်ရွှေတဲတွေကိုလူယူခဲ့တဲ့ပြင်မအေးမအုပ်ကိုအာရမပြုချက်တပ်ဖြတ်ခဲ့ပြီးခင်မပြုသူကိုဖမ်းဆီးနှိပ်စက်ခဲ့ရညမနှိပ်စက်ခံရတဲ့ဒဏ်ရာတွေနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့မှတ်တမ်းတွေရသိရပါတယ်။ဖမ်းဆီးတပ်ဖြတ်မှုတွေစတိုက်လုံနေတဲ့သဘင်နသာပြူထိုင်စကန်ကစေုပ်စုဟာအော်တိုဘလ18ရက်မှာလဲခီးသွွားကားပေါ်ကမြူသားတအုံးကိုထပ်ပြီးဖမ်းဆီးခဲ့တယ်လို့ရေပြင်သတင်းတွေကဆိုပါတယ်။ယူဟာလန်ကျောင်းမှာရှိတဲ့သဘင်နတာပြုကကပြူကောင်းဆောင် ထုံမြင့်တဲ့ဥဆောင်ပြီးပေါ်တာဆွဲဖန်းစည်းတာတွေမိန်ကလေးတွေကိုဖန်းပြီးအာရမပြုကျင့်တက်ဖြတ်တာတွေ ဇက်တိုက်လုပ်နေတဲ့အတွက်မလိုအပ်ဘဲစပယ်နှသာလန်ရုပ်ကိုသုံးပြီးခီးမသွားကြဖို့ဒေသနေပြည်သူတွေကလည်းအချင်းချင်းသတိပေးပြောဆိုနေကြပါဗျ။တမလူမျိုးနဲ့အေးတာယာယောကမြို့သမီးနှုတ်ဦးလည်းအော်တိုဘာ9ရက်ကစပယ်နှသာဆေးဥစုထိုင်စခန်းကိုဖျက်ပြီးဇီးကုန်းကိုသွားခဲ့ရမှာပျောက်ဆုံးနေတာတလနီးပါးကြာမြင့်နေပြီးခုချိန်ထိပြန်မတွေ့သေးဘူးလို့သိရပါဗျ။ အော်တိုဘားလာ29ရက်ကလည်းကောလီမြို့နယ်ပေကုံရွာကအသက်16နှစ်အရွယ်မျိုးသမီးငယ်နှစ်ဦးရွှေပြည်ဘက်ကိုဆိုင်ကယ်နဲ့သွားစပယ်နသားအပြူထိုင်စခန်းကဖမ်းဆီးခဲ့ရမှာတဦးထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက်တဦးကတော့ဦးစင်းတပားရဲ့အကူအညီနဲ့ပြန်လည်လွတ်မြောက်လာတယ်လို့ပြောပါရယ်စပယ်နသားအပြူထိုင်စခန်းမှာရှိတဲ့စေုပ်စုဟာစစ်မှုထမ်းဆီးဖို့မျိုးသားတွေကိုပြစ်မှတ်ထားအတင်းအဓမ္မဖမ်းဆီးတာတွေလုပ်ခဲ့ရမှာအော်တိုဘားလာ24ရက်ကဖမ်းဆီးခံရတဲ့မျိုးသား10ဦးကိုထိုင်စခန်းကနေကက်မလူဘက်ကားနဲ့သွားပို့ချိန်မှာ ဆယ်ဦးစလုံးထွက်ပြေးလွတ်မြောက်လာတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကသိရတယ်လို့ဂျွန်လာကမ်ဘလူတက်ကြွလှုပ်ရှားသူများဖွဲ့ကမ်ဘလူခရံကထုတ်ပြန်ထားပါတယ်ရှင်ဆလဘီလူပိသားဘီကုံတိတ်ခါရှိတဲ့တော်လေးသမားဖြစ်လို့သူတွေကိုပြုံးလင်ခိုင်တရင်သုံးဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ်။လူပိသားဘီကုံတိတ်ခါရှိတဲ့တော်လေးသမားဖြစ်လို့သူတွေကိုပြုံးလင်ခိုင်တရင်သုံးကဖိတ်ခေါ်ထားပါတယ်။လူမဆန်တဲ့ဆီယနာရှင်တွေနဲ့ဆီယနာရှင်စနစ်ကိုရိုက်ချိုးနိုင်ဖို့တော်လေးစိတ်သက်ပြင်းထန်တဲ့လူငယ်တွေပူးပေါင်းပါဝင်ကြဖို့ဖိတ်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။ ဖြူးလင်ခရိုင်တရင်သုံးတဲ့ပူပေါင်းပါဝင်လူသူတွေဟာကျမရေကောင်းမှုပြီးနာရရှိယောဂါမရှိသူစတီယိုထက်ထားသူတွေမဖြစ်ဖို့လိုတယ်လို့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။မှန်ကန်တဲ့မိန့်နဲ့စီကန်းတွေကိုလိုက်နှံနိုင်ရမှာဖြစ်ပြီးမိဘအုပ်ထိန်းသူဒါမှမဟုတ်အိမ်နောင်ဘက်တွေရဲ့ခွင့်ပြုချက်နဲ့လာရောက်ပူပေါင်းနိုင်တယ်လို့ဆိုပါတယ်။တနင်္ဂနွေကလာပြီးတဲ့နေ့ကစပြီး၃နှစ်တာဝန်ထမ်းဆောင်ရမယ်လို့ကန့်သက်ထားပြီးတက္ကရာတာဝန်ကိုဦးစားပေးထမ်းဆောင်ရမှာဖြစ်ပေမဲ့လိုအပ်လာရင်ခြားတာဝန်တွေကိုလည်းခြေပွန်စွာထမ်းဆောင်နိုင်ရမယ်လို့အသိပေးထားပါတယ်။ အာနာရှင်စနစ်အမြင့်မပြည့်ရင်ဘယ်လူမြောက်နယ်မြေမှမန္တကယ်လူမြောက်တယ်လို့သတ်မှတ်နိုင်မှာမဟုတ်တယ်လို့အာမခံချက်လည်းမရှိနိုင်ဘူးလို့ယူနင်ခရိုင်တရင်တုံးကသတိပေးထားပါတယ်။လက်ရှိချိန်မှာလူငယ်တွေအနေနဲ့စစ်တပ်ဘက်ကပါဝင်ပြီးကိုမယုံကြည်ရာကိုလှုပ်ရင်တဲ့အသေးခံမလား၊ဂုံတိတ်ခါရှိရှိနဲ့တိုင်းပြည်နဲ့ပြည်သူလူထုအတွက်တော်လင်းတပ်ဖွဲ့တွေဘက်ကပါဝင်တိုက်ခိုက်မလားဆိုတာစဉ်းစားဆုံးဖြတ်ရမယ့်အချိန်လို့လည်းထုတ်ပြန်ချက်ကဆိုထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရွှေပေါကံရဲစခန်းကနေကင်းဘက်ဖို့ထွက်လာတဲ့ရဲတွေကိုမြို့ပြပျောက်ကြားအဖွဲ့တိုက်ခိုက်မှုထိခိုက်မှုများနိုင်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မြို့တော်မြောက်ကလာပါမြို့နယ်ရွှေပေါကံနယ်မြေရဲစခန်းကနေကင်းဘက်ဖို့ထွက်လာတဲ့ရဲတပ်ဖွဲ့ကိုလက်ပစ်ဗုံးတွေပြင်းအားဖြင့်မိုင်းတွေနဲ့တိုက်ခိုက်ခဲ့တာမှာထိခိုက်မှုများနိုင်တယ်လို့ရန်ကုန်အာမေအဖွဲ့ကထုတ်ပြန်ထားပါတယ်။ကင်းဘက်ဖို့ထွက်လာတဲ့အချိန်ကစပြီးတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ထိခိုက်မှုများနိုင်တယ်လို့ဆိုပါတယ်။အဲ့ဒီစစ်စင်ရေးကိုမနေ့ကအော်တိုဘာလ31ရက်ည7:00နာရီကျော်အချိန်မှာရန်ကုန်အာမင်နဲ့ နောက်ပိုင်းခင်ပါကဖားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ရွှေဘက်ကနေမြေရဲစခန်းကရဲတွေဟာည7:00နာရီဝန်းကျင်မှာစိုင်းကယ်တွေနဲ့ကင်းဘက်ထွက်လေရှိတာကြောင့်စိုင်းကယ်တွေထွက်လာချိန်မှာမိုင်းတလုံးလက်ပစ်ပုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ရွှေဘက်ကရဲစခန်းဒီပောက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးရဲတွေထိခိုက်ဒဏ်ရာရရှိတယ်လို့ဒေသခံတွေကသတင်းပေးပို့လာကြောင်း Fly Info ရဲ့ Telegram Channel မှာဖော်ပြထားပါတယ်။ရန်ကုန်အမင်ဖွဲ့ဟာအော်တိုဘားလ30ရက်ကလည်းရွှေပြည်သားမျိုးနဲ့ခုနှစ်ရက်ွယ်ရုံးကိုတိုက်ခိုက်ခဲ့တယ်လို့ ဒီလထဲမှာပဲလေကူးမြို့နယ်ကထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့မင်္ဂလာတို့မြို့နယ်ကကြန့်ခိုင်ရုံတွေကိုလည်းတိုက်ခိုက်ခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။ရန်ကုန်အာမေနီနဲ့အကြမ်းဖက်စစ်တပ်နဲ့ဆိုင်တဲ့ပြစ်မှတ်တွေစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲနဲ့ပါဝင်လုကိုင်းနေသူတွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့တအားဒေသမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အော်တိုဘားလတွင်တန်ဃာတော်တွေပါဝင်ရဲသားပြည်သူ49ဦးသေဆုံးပြီး92ဦးဒဏ်ရာရတဲ့သတင်းဖြစ်ပါတယ်။ တောင်ဒေသမှာအော်တိုဘားလတွင်ဂျမ်မစစ်တဲရဲ့လေကြောင်းပါဝင်ဒရုန်းတွေနဲ့ပုံကျဲပစ်ခတ်တိုက်ခတ်မှုကြောင့်တန်ဂါရုံနှစ်ပါးနဲ့ကလေးတွေပါဝင်ရဲသားပြည်သူ49ဦးသေဆုံးပြီး52ဦးဒဏ်ရာရခဲ့တယ်လို့ TNL ဘက်ကဒီနေ့နိုဝင်ဘာလ1ရက်မှာထုတ်ပြန်လာပါတယ်ဂျမ်မစစ်တဲရဲ့တိုက်ခတ်မှုတွေကြောင့်တန်ဂါနှစ်ပါးကလေးငယ်10ဦးမျိုးသား16ဦးနဲ့မျိုးသမီး20ဦးသေဆုံးခဲ့ရပြီးတန်ဂါရုံ6ပါးကလေး26ဦးမျိုးသား20ဦးမျိုးသမီး19ဦးဒဏ်ရာရရှိကနေအိန္ဒိယ85လုံး စာတင်ကျောင်း9ကျောင်း၊ဘုံကြီးကျောင်း9ကျောင်း၊ကျောင်းဆောင်9ကျောင်း၊စာဝန်6ခု၊မွေးမြူရေးချမ်း2ချမ်း၊ဆိုင်ငယ်9ကန့်၊လက်ဖက်ဆက်ယုံတရုတ်၊ဆိုင်ကယ်၄စီးနဲ့ကား10စီးပုံစံထိမှန်ပျက်စီးခဲ့ရတယ်လို့ PSLF DNL သတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေရသိရပါဗျ။ဂျမစစ်တပ်ဟာတအောင်တပ်တွေထိမ်းချုပ်ထားတဲ့ရှမ်းမြောက်ဒေသကကြောင်မဲမြို့နယ်ကို3ကျိမ်၊နမ်တူမြို့နယ်ကို9ကျိမ်၊မန်တုံမြို့နယ်ကို2ကျိမ်၊ဒီဘောမြို့ကို6ကျိမ်၊မိုင်းလုံမြို့နယ်ကို9ကျိမ်၊မိုင်းငုံမြို့နယ်ကို3ကျိမ် နမ်ဆန်မြို့နယ်ကို6ကြိမ်မိုးမဲမြို့နယ်ကို9ကြိမ်မန္တလေးတိုင်းနယ်ကမိုးကုတ်မြို့နယ်ကို4ကြိမ်ဂျက်ဖိုက်တာတွေဒရုန်းတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ဒါကြောင့်မိဘပြည်သူများအနေနဲ့ဂျက်မစစ်တဲရဲ့ပုံကျဲတိုက်ခတ်မှုတွေကိုရှောင်ရှားနိုင်ဖို့စီရေးသတိအမြဲရှိနေကြဖို့လေကြောင်းရင်မှကာကွယ်နိုင်အောင်လေကြောင်းရင်ကာကွယ်ဆိုင်ရာနည်းလမ်းတွေလိုက်နာဆောင်ရွက်ကြဖို့ TNL ကတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မနက်ဖြန်နိုဝင်မာလာ၂ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့အကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေကတော့တနင်္လာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျုံမော်ဒေသတွေနဲ့မုံတမအခွေတို့ဘက်မှာအရှိတ်ကလီဟာတနအီကို၁၀မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအထင်တင်ရှိနိုင်ပါတယ်မိုးချီနေကတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်း ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပြီးစကိုင်းတိုင်းနယ်ကချင်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်ရှင်ပြည်တွင်းသတင်းတွေကိုနားဆင်ကြကြရတာဖြစ်ပါတယ်။အခုတခါတော်လှန်ရေးကြပြအစီအစဉ်မှာတော့ စေတရေးသားပြီးရန်နိုင်ရွတ်ဖတ်ထားတဲ့စစ်ကြီးပြီးတော့မှလို့အမိရတဲ့တော်လှန်ရေးကြပြားကိုနားဆင်ကြရတော့မှာဖြစ်ပါလိမ့်ရှင်စစ်ကြီးပြီးတော့မှငါတို့ကြုံနေရတာတော်စထရိုင်းရဲ့စစ်နဲ့ငင်းချင်ရင်မဟုတ်ဘူးဒုတိယကမ္ဘာစစ်လည်းမဟုတ်ဘူးအရင်ရှင်တဲ့ကွန်မြူနီဖြစ်တဲ့စစ်လည်းမဟုတ်ဘူးအကြောင်းတရားနဲ့အကျိုးတရား တစ်ခုနဲ့တစ်ခုတိုင်ပတ်နေတဲ့ကာလရန်နေရာတစ်ခုပဲအကြောင်းပြမှအကျိုးသက်မဲ့စစ်ကမ္ဘာစစ်ကြီးတွေနဲ့နျူကလ িয়ার စစ်ပွဲတွေကိုတော့ထိရောက်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတားဆီးကောင်းတားဆီးနိုင်လိမ့်မယ်အရင်စစ်တော့အရင်ရှင်နယ်ချဲ့ရောဆိုရှယ်နယ်ချဲ့ရောတတိယနိုင်ငံတွေအပေါ်ဗိုလ်ကျစုမူအနိုင်ကျင့်တာချင်းက အတူတူပဲငြိမ်းချမ်းရေးအတူကိုဖင်ခုထိုင်ပြီး proxy war တွေခင်းကျင်းခဲ့တယ် ခေလွန်ဓာတုဇီဝဘိုးမွားအလူမြူလက်လက်စန်းတွေဟာလဝဲလက်ရနယ်ချက်နှစ်ဖက်စလုံးရဲ့ဈေးကွက်မှာရေပန်းစားနေတဲ့ product တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ဒုတိယကမ္ဘာစစ်အတွင်းဂျပန်နိုင်ငံဟီရိုရှိမားနဲ့နာဂါဆကီမြို့ကြီးတွေကိုအလူမြူဘုံကျဲချခဲ့တဲ့ဗီဇဇိုးတွေရှိခဲ့ဘူးတာကိုဂျပန်ပြည်သူတွေဘယ်တော့မှမမေ့ဘူး။ချီဂွေဗာရာမတရားပစ်တက်ခံရတာ International Isin အသက်ခံရတာလည်းအတူတူပဲ။ ဗီယက်နမ်စစ်မှာအမေရိကန်စစ်ရှုံးရတဲ့အကြောင်းရင်းတွေနဲ့အမေရိကန်စစ်သားတွေမတရားတဲ့စစ်ကိုဆင်နှွှဲနေရလို့စစ်တိုက်ခြင်းစိတ်ပျောက်ဆုံးသွားတာလည်းပါတယ်။အခုအင်ပီရိုမှာဇလန်စကီဟာအယံကော်ခဲ့တယ်။အခုယူကရိန်းဟာလဝဲလက်ရာအင်အားကြီးနှစ်နိုင်ငံရဲ့အနိုင်ကျင့်ခံနေရတယ်။ငါတို့မှလည်းထိုနည်းနေနဲ့ဈေးကွက်စီးပွားရေးပင့်ကူညီတွေရဲ့ထောင်ချောက်ထဲမှာကြာရောက်နေရငါတို့ပါငါတို့အချင်းချင်း ရေမချားမြေမချားပဲလေယာဉ်တစ်ခုချားနေခဲ့ရာအလက်ဇန်ဒရာဂရီဟမ်ဘဲလည်းမကဲနိုင်မတ်ဇူဂဘက်လည်းမကဲနိုင်ငါတို့မှာငါတို့အချင်းချင်းလူကိုယ်တိုင်လည်းတွေ့လို့မရနိုင်စာဖို့လို့လည်းမရငါတို့မှာငါတို့အချင်းချင်းဆက်သွယ်မှုကင်းမဲ့ area မဟုတ်ပဲဆက်သွယ်မှုတွေပြတ်တောက်သွားခဲ့ရတယ်တယ်လီနောလည်းမရ already do လည်းမရမရမရဘာ sync ကမ်းမှမရ wifi လည်းမရဘာ internet line မှမမိ ရတဲ့ Starlink ဆိုတာကလည်း very dangerous ပဲအချိန်တွေလေတဲ့အငွေ့ပြန်ဒီကလာကြီးတဲ့မသေးအောင်နေကြအသက်တွေရှည်ဖို့အသက်ကိုချွေတာမွေးမြူကြငါတို့ပြောနိုင်တာတခုတည်းစစ်ကြီးပြီးမှ မသေးရင်ငါတို့တွေ့ကြမယ်စီတာ ရေဒီယိုမြူချီရဲ့ညပိုင်းစီစဉ်လေးကိုဆက်လက်တင်ပြနေပါရယ်။အခုဆက်လက်ပြီးဒို့တီဒို့နာကက်အနာကက်အိမ်မက်ရဲရဲမန်းလို့အမည်ရတဲ့မေဦးထီကျောင်းစီကောင်းစရာကိုနားဆင်ကြရတော့မှာဖြစ်ပါရဲ့ရှင်။အောင်လန်လွင့်ချီနှွေဦးတီဆိုတာပြောင်စုလွှတ်တော် ကိုစားပြုကော်မတီ CRPH မှာ လောင်ကစားဥပဒေနဲ့အညီပြဋ္ဌာန်းထားတဲ့ထီတစ်ခုဖြစ်တဲ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရမှတရားဝင်ပိုင်ဆိုင်ထားတဲ့ထီတစ်ခုဆိုရင်လည်းမမှားပါဘူး Reuti version 2.0ကို2024ခုနှစ်မတ်လတရနေ့ရစတင်ပြီးပြန်လည်ဆန်းသစ်လာခဲ့တာအခုဆိုရင်တွန်းလံပြည်သူတွေရဲ့အားပေးဝင်ရမှုတွေကြောင့်တစ်နှစ်တိတိပြေခဲ့ပြီဖြစ်ပါတယ် Reuti version 2.0ကရရှိလာတဲ့အကျိုးအမြတ်တွေကိုလာစဉ် ထိဖွင့်ပွဲပြီးတဲ့နောက်မှာ MOBF ဖိုင်ကိုလွှဲပြောင်းပေးရပါတယ်။ MOBF ဖိုင်မှာတဆင့် CDN ဝန်ထမ်းတွေအပြင်တော်လန်ရေးကဏ္ဍအသီးသီးကိုထောက်ပံ့ပူဆောင်နိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မတ်လအနေစာပြီးတော့2025ခုနှစ်ဇန်နဝါရီလအထိကိုရွေးဥတီအားနေတိမ်းပေါင်း16000ကျော် MOBF ဖိုင်ကိုအောင်မြင်စွာလွှဲပြောင်းပေးရနိုင်ခဲ့တယ်။နောက်နှစ်တည်းမှာလည်းဒီထက်များတဲ့ပမာဏတစ်ခုကိုထောက်ပို့နိုင်ဖို့ ကျမတို့ဒေါ်လန်ပြည်သူတွေရဲ့ပူပေါင်းပါဝင်မှုတွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေပါတယ်။အခုဆိုရင် Radio NUG ကိုနားထောင်နေတဲ့မိဘပြည်သူတွေလည်းအောင်လန်လွင့်ချီတွေ့ဦးထီအကြောင်းကိုတည်သွားပြီလို့ယုံကြည်ပါတယ်။တီသွားယုံနေရင်ရထားလို့မရပါဘူးကိုရိုင်းပါဝင်ဖို့လည်းလိုအပ်ပါသေးတယ်။ရွေဦးထီကိုဘလို့ကန်ဆန်းရမလဲဆိုတာလေးကိုမတည်သေးတဲ့သူတွေအတွက်ဒီနေရာလေးကနေတစ်ဆင့်သတင်းစကားပါချင်ပါတယ်။ နွေဦးတီကိုကိုရိုင်းကိုကြားအကောင့်ဖွင့်ပြီးကန်ဆန်းနိုင်သလိုနွေဦးတီအေဂျင့်တွေနွေဦးရင်းကြားတွေနွေဦးတီဟိုးဆေးအေဂျင့်တွေထံအနေတဆင့်လွယ်ကူလုံခြုံစွာဝယ်ယူနိုင်ပြီးကန်ဆန်းရင်းထောက်ပို့နိုင်သလိုစကားစရဲ့သွေးစွန်းငွေကိုဖြတ်တောက်ရလည်းရောက်ပါတယ်။ဒါကြောင့်နွေဦးတီကိုလာစဉ်လာတိုင်းကိုရိုင်းလည်းကန်ဆန်းပါကိုပတ်ဝင်းချင်းကယုံကြည်ရတဲ့အသီးမိတ်ဆွေတွေကိုလည်းကန်ဆန်းဖို့တိုက်တွန်းပေးပါ ကောင်းမွန်တဲ့တော်လှန်ရေးအရေးတစ်ခုရောက်အောင်အားလုံးအတူတူကြိုးစားကြမယ်လို့ယုံကြည်ပါတယ်။ဒို့တီဒို့အနာဂတ်အနာဂတ်အိမ်မက်ရေရေမက်ဗီဒီယိုမြို့ချီကတော့တော်တော်ဆင်နေတဲ့ပရိသတ်များရှင် အခုဆက်လက်ပြီးတော်လှန်ရေးဒီဂီတာစီစဉ်မှာတော့ Kelvin သိန်းတည်ဆူထားတဲ့ PDF လို့အမည်ရတဲ့တော်လှန်ရေးဒီဂီတာကိုနားဆင်ကြရတော့မှာဖြစ်ပါရဲ့ရှင်။ တ်ရှင်များရှင်အခုနောက်ဆုံးအနေနဲ့တိုင်းသားဘာသာစကားနဲ့တည်င်းထုတ်ဝေမှုအစီအစဉ်မှာတော့ကချင်ဘာသာဖြစ်တဲ့ဗဲ့တွင်းသတင်းတွေကို brand sherry မှဖတ်ကြားတင်ပြပေးပါရမရှင်စောရိုက်ကျရဝန်ပေါ်မြူရှာနေကြောင်းဝိပြောစင်ဆာငါမြကလောရီဒီအန်ယူဂျီယပန်မီလမန်းပြလိုင်ဝါဆိုင်ပေါင်းစတုံရှိကနေဖဲငါးပဒံရှိကောနာထွန်ရှလိုင်ရမတော်စနာရယ် ရရှုံးနံခုနာဝန်ပုံမှုနဲ့ရှောင်းလဖုံးကဲအိုကိုတဲအိုင်ခရုရှိမငါနေပြေမဆက်နေထွက်တာ CRPH နေစကရမ်ဆလိုက်ကဆာယိုင်ရှိကပဲတမတညာနာရယ်အော်တိုဘတ်တောက်ခမရရှိနေတာဝန်ပုံမှုနဲ့ရှောင်းလဖုံးကဲအိုကိုတဲအိုင်ခရုရှိမငါနေပြေမဆက်နေထွက်တာ CRPH နေစကရမ်ဆလိုက်ကဆာယိုင်ရယ်ကိမစ်ကူစာခရုရှင်နေအော်တိုဘတ်တာခွန်မရရှိနေတာနန်ကိုတဲ့ဖောင်ဝါအိုင်ကဲအိုကို မယောက်ညုကွန်ဖက်တလိုက်နာချင်းပေါ်ဝန်ပေါ်မြူရှာနေကမ္ဖာမိုင်အိုင်နှင်ချံဖုန်ခုနော်ဆပ်လိုက်ဝါဆိုင်ကိုတဲနင်ငါယာကရူရှိမငါနင်ပရင်ဆိုင်ရဲကရူရှိမငါနင်မဆန်နင်ထွဲရှင်နေဖက်နင်ဘောကဘာနီမြူဆော့ဖြလာနေတဲ့ချင်းပေါ်ဝန်ပေါ်မြူရှာနေယုံချေရောဆီယာပေ့ချ်နီခပ်တော့စကဝိုင်လာမ်တဲလက်ကာတာကာဒွန်တန်ငါရဲဝန်ပေါ်မူနရှင်လုံးပြန်တပ်ခဲအိုနီခုနာမြေမုံရှာနေယောမြရရှောငါအိုင်ချက်တိုင်ဖက်ဒရယ်ဒီမိုကရေစီမုံဖုံကိုတဲလာမူအိုင် ပန်းလုံကန်စတီပေမလပိုင်ရှာကိုရှာငိုင်လံဖေမုံခုကအရုံလိုက်လောင်တယ်ကချစွန်ဒါငိုင်ရင်အန်တယုံကပန်တုံကိုတင်ခရခေါခန့်တီတရရပလံဖေပခမ်ကျလူအိုင်ဂျက်တိုင်ဖက်ဒရယ်ဒီမိုကရေစီမုံပုံပေကိုဒဲလူနာလံရဲမကျကွန်ရှင်မိုင်လက်ချက်ရှင်မြစ်ဆိုင်ကောက်လူနာလံတဲ့စင်ဆာလာမမတူဂျင်ပုံပုံအမျိုးရှာနေမလားမုံတန်တင်ထငါအိုင်မုံရှွာနီရမ်လက်မြစ်ချက်နင်ချရပလံကိုခရအခက်ကဲလံဖေမုံကာရှလုံတန်တိုင်လံကျလူရဲ မတနာပါရမောတာနီတဲ့မုံရှွာနေဖက်၁၅ညင်ပြန်တပ်ကောနျူကလ িয়ার ဖက်မုံကျိုင်လန်ဝါနာရိုင်၅နာမုံကောင်းဝန်ပေါ်ရပ်တော့ညမုံဆွမ်ဆန်စလန်ကဘန်စတီချိုအရှိကဖက်တာမတညာနာရိရှမွိစ်ပြောအလမ်ထားကျိုင်လန်ငါအိုင်ပါရမောတာနီဖက်လက်နခုနာရှိတိုင်းကျိုင်လန်နာမုံရှွာနေဖက်၁၅ညင်ပြန်တပ်ကောနျူကလ িয়ার လောင်နောက်ဖက်မုံကျိုင်လန်ဝါနာရိ၅နာညမုံဆွမ်ဆန်စလန်ကဘဦးကျော်မိုးထွန်း၂၈လောင်နာမုံကောင်းဝန်ပေါ်ရပ်တော့မုံပေါင်းပေါင်း မိုင်ဂန်ရှင်ကော်မတီအနျူကလီးယားလန်နက်တမ်ကောင်းနာလမ်းချေဆေငိုင်ပုံပန်မန်ချစတီချော့ဆွန်နိုင်ဝိုင်ရီမြန်ဖြန်တပ်ကမုံရွှာနေပေမုံလမ်ခုကဆတ်ငိုင်ကျဲနျူကလီးယားလန်နက်လူအိုင်မုံတန်နီချေပေါင္နာနျူကလီးယားအစမွယ်လမန်ကလောငိုင်လမ်ကိုမစ်ဆောင်ဖာရဲငါနာတက်စဖုံရှောင်းလမဲနေပေစတီချော့ဆွမတ်ဝိုင်လမ်ချေလူဝဲရင်မတူနာရှာလော့တ်ရှိကမီဒီယာနေပဲဂရိုမတီစတော်နာမတူကင်အဲရစ်ရှစ်တဲရှိကပဲတာမတူညာနာရယ်ရှာလော့တ်ရှိကမီဒီယာနေပဲဂရိုမတီစတော်နာမတူ องสันสุจิยากชาเทนินฮุชกาอากิมเอริสชุดสมัตไรรีชาวโลกไดมีเดียนี่ก็มสุมก็ชิกาจะชุดนี้เพกุมเชมว่าชปวยยังไงจันทะจังมาในลำเพมงชวานีเจลูนามตุชกุชปวยยังไงเรมีเดียนี่อันเซนีเทฉันเทเพมจิสโตเอคูนาฉันเทมีเดียนี่เพกรันกจัญญานาจังมาในลำมามตุสับลำนาลำเพกิมเอริสชุดตุนตางไงเรกุมเชมว่าก็ชีเปนิคาเปนีเทมยามักรากลงไงจัน ရှောင်းလတိုင်မီဂျီယာကိုမရောက်ဘရန်ခမ်ချန်နာတင်မနေရှိကနေဖဲမုံရွှာနေဂျေလူခရာရှ်ကုတ်ငါမအိရီငါနာဆွမတ်ဝိုင်လမ်ဂျေလူအိုင်ဖောင်းစတမ်ခုနာကောလံဖူနင်းထနာမြင့်ဖြန်တပ်ပူနာဘီတုစစ်တပ်ရှရာလခုံဖဲဝန်ပေါ်မှုဒန်ရှောင်းလဖြန်တပ်ကေအေနေကဆက်ဇင်လာလူဝဲရှိကဖဲတောင်မတညာနာရယ်ကောလံဖူနင်းထန်ကတာနာမြင့်ဖြန်တပ်ပူနာဘီတုစစ်တပ်ရှရာလခုံဖဲဝန်ပေါ်မှုဒန်ရှောင်းလဖြန်တပ်ကေအေနေကဆက်ဇင်လာလူဝဲလမ်ရှောင်းလမ်ဖြန်ရှိကနီကောနာကျေလူအိုင် ခေါင်လဖုန်နင်းတန်ရှီလမ်တမ်ရေတာငိုင်တပ်သေးမခေါင်တမ်ရေတာငိုင်တပ်ဖေအော်တိုဘတ်စတာခုနငရရှိနေတာစင်လာလူရဲ့တဲဆွန်ရှန်တီအတပ်နေပဲဇင်ကောင်းရိုင်တန်ချမြန်ပြန်တပ်ကိုဒဲမရီနီမလောမခေါင်လဖုန်ထဲဆော်လော်နင်းတန်ကတာနာမုံရွှန်နေပဲမတုံတနာပူနီပေါ်မွားချခတဲလာမကင်ရရှိကနေတာအစွန်တားရဲ့မြန်ပြန်တပ်နေအော်တိုဘတ်စတာခုနကောင်းရရှိနေတာမို့ KO KA ညကင်ရနိပေဘုံလီပေါ်မော့စကတ်ကောက်တိုင်လမ်တုကဘာနောပူစနေလမ်ကျေလိုအိုင်း တ်မီလမန်ပြည်လဲဝဆိုင်ဘန့်စတမ်ရှိကနေဖဲအကြံပွဲရလမန်ကိုအတိုင်ကုန်းဆိုင်ခူရဲရေဒီယိုအန်ယူဂျီယာရှိကနေဖဲခပလာမတတ်အိုင်ဆောရိုက်ဂျီရိုဝန်ပေါ်မြူရှာနေယောင်ဖဲခရိုက်ချီဂျူကပါဆိုင်လုံးဒီကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခေတ္တရ延လိုက်ပါမယ်ရှင်။မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြချမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ ရေဒီယိုအန်ယူဂျီဖွင့်သူဖွေသားများကဆွတောင်းလိုက်ရပါတယ်ဆန်ဖရန်စစ္စကိုဘေးအေရီးယားအခြေဆိုင်မြမမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြတဲ့ရေဒီယိုအန်ယူဂျီဖြစ်ပါတယ်ရှင်အရေးတော်ပုံအောင်ရပါ